နုပညာလို့တွေစက်တိုက်ပြန်လို့ပဲအရင်ကနမေကိုပြန်ရယူသွားဖို့စဉ်းစားထားတဲ့ကလေးတယောက်ဆောင်ဤစေကွေကေပရိသတ်ကြီးတို့ရဲ့ပရိသတ်တွေအလုံးရဲ့ချစ်တော်ဤစီကွေကတော့အရွယ်ရောက်လာပြီးတဲ့နောက်မှာနုပညာလို့တွေစက်တိုက်ပြန်လို့ဖို့ဆုံးဖြတ်ခဲ့ပြီးပဲဖြစ်ပါရည်။သူနေရတော့ငယ်ငယ်တုန်းကနုပညာလို့တွေစက်တိုက်လုပ်နေကြတာကိုပြောပေမဲ့ကျောင်းစာကိုအယုံဆိုင်နိုင်ဖို့တခဏအားယူလိုက်ပြီးတဲ့အချိန်ကစလို့နုပညာလို့တွေလုံးဝပြန်မလို့ဖြစ်နေကြတာပဲဖြစ်ပါရည်။အဲ့ဒါပြင်တကယ်ချင်းဖြစ်သူ heavy fuel နဲ့ပြန်ဆောင်ကြပြီးနောက်မှာမှာ အနုပညာလုပ်တွေပြန်လုပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီးသူရဲ့အဓိကရွယ်ချက်ကတော့အမေဖြစ်သူတွေအိမ်လေးတစ်လုံးဝယ်ပေးခြင်းနဲ့ဆိုတဲ့ရွယ်ချက်ဖြစ်နေခဲ့ပါတယ်အမေဖြစ်သူတွေအိမ်ဝယ်ပေးမယ်လို့စဉ်းစားပြီးတဲ့နောက်မှာတော့ EC ကိုဟာအနုပညာလုပ်တွေဇက်တိုက်လက်ခံရရှိနေခဲ့ပြီးအခုချိန်မှာဆိုရင်လည်းဇလန်းတွေရိုက်ကူးဖို့တီကန့်လန့်လာခဲ့ပြီလို့ပြောလာခဲ့ပါတယ်တကယ်တမ်းမှာကျတော့အနုပညာလောကမှာတကယ်ကျန်လည်လာခဲ့တဲ့ EC ကိုတို့ဟာအင်းရတစ်ခုမရလာပဲခြားသောတသိစအနုပညာသမားတွေကသာအင်းရရလာကြတာမလို့ EC ကိုရဲ့ပြည်သက်တွေဟာ ဤစီကွေးကိုလည်းနုပညာတွေသာပြန်လုပ်ပါမင်းသားရဲ့ဆိုပြီးတော့ဇက်တိုက်ပြောနေကြတာပဲဖြစ်ပါတယ်ဆိုတော့ဤစီကွေးလည်းငငယ်တုန်းကတည်းကပိုကောင်းတဲ့တိရစ္ဆာန်မျိုးတွေနဲ့ပြန်လာအောင်မှာမို့ပြိသက်ကြီးတို့အားပေးကြဖို့မေးပါနေအောင်ရှင်